ကိုင်းတိုင်းဗမောင်မြို့မှာရန်ညီမျိုးသားတပ်မတော် SNL ရဲ့တံပြန်ထိုးစစ်ကြောင့်ပြန်လည်ဆုတ်ခွာနေကြတဲ့ KEPDF ၊ကဒူး PDF ပူးပေါင်းဖွဲ့တို့ကဗမောင်မြို့အတွင်းရှိရဲစခန်းအပါအဝင်အစိုးရရုံများကိုမီးရှို့ဖျက်ဆီးနေတယ်လို့အော်တိုဘာလ26ရက်နေ့ကလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်များမှာတွေ့မြင်နေရပါတယ်။ အဆိုပါဗီဒီယိုဖိုင်နဲ့ပတ်သက်၍ SNE တပ်ဖွဲ့မှဗမောင်မျိုးရှိ၎င်းတို့ရဲ့ကာကင်းစခန်းများအားစတင်တိုက်ခိုက်ချိန်မှစကား KIAPD ရဲ့ကဒူး PDF ပူပေါင်းဖွဲ့တို့ကရဲစခန်းအပါအဝင်တရားရုံတစ်တော်ရုံစတဲ့အစိုးရရုံများကိုမီရှိုဖျက်ဆီးနေတယ်လို့ SNE တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပြပါရတယ်။ မီရှိုဖြစ်စီနေကြတာဟုတ်ပါတယ်ကျွန်တော်တို့အဖွဲကသူတို့ရဲ့ကာကင်စခန်းတွေကိုမနေ့ဆယ်နာရီခွဲလောက်မှစတိုက်တယ်တိုက်နေတဲ့အချိန်မှာပဲသူတို့ကမြို့တွေကအစိုးရယုံတွေကိုမီရှိုဖြစ်စီနေကြတာသူတို့တွေမြို့သိမ်းလာတာကအခုလိုဖြစ်စီဖို့လာတော့ကျွန်တော်မေးချင်ပါတယ်လို့တာဝန်ရှိသူတူကပြောပြပါတယ် အဆိုပါမိရှုဖြက်စီမှုကြောင့်ရဲစခန်းထွေအုံယုံတရားယုံလာဝကယုံအခွန်ယုံစီပွားရေးဘဏ်တစ်တော်ယုံနဲ့တိရခန့်လူနေအိမ်အတော်များများမီးလောင်ပျက်စီးသွားခဲ့ရပြီးအဆိုပါမီးလောင်ပျက်စီးသွားခြင်းအပေါ် SNL တို့က120မမဘုံဒီဖြင့်ပြစ်ခတ်၍မီးလောင်ပျက်စီးသွားခြင်းဖြစ်တယ်လို့ PDF တူရဲ့ Facebook account တစ်ခုမှာတင်ထားတာကိုတွေ့ရှိရပါတယ်။မိရှုရင်လည်းရှိုးတယ်ပေါ့ SNL က120မမနဲ့ပြစ်လို့မီးလောင်သားလို့ဝါရဖြန်နေတယ်။တိချတာကတော့ DKIA တို့ရဲ့အစီအစဉ်တွေပါပဲ။သူတို့ကိုယ်တိုင် ုပ်ပြီး SN လာတိုက်လို့ဒေသခံတွေရဲ့အိုးအိမ်တွေအခုလိုပြက်စီးရတာပါဆိုပြီးဝါရဖြန့်ကြပြောင်းမယ်။အခုလိုပြည်သူကာကွယ်ရေးတပ် PDF ဆိုပြီးနာမည်ခံထားပြီးမှပြည်သူတွေကိုဒုက္ခလိုက်ပီးနေကြတဲ့ကမင်းတို့ကဘာလဲဆိုတာကိုပြည်သူတွေအားလုံးသိပြီးသားပါလို့ဗမောက်တိုက်ပွဲရှောင်ရှမ်းနီပြည်သူတို့ကဆိုပါတယ်။ လက်ရှိမှာဗမောင်မြို့ကို KIAPD ရဲ့ဂဒူး PDF ပူပေါင်းဖွဲ့တို့ကထိန်းချုပ်ထားဆဲဖြစ်ပြီးတပ်မတော်နဲ့ SNE ပူပေါင်းတပ်ဖွဲ့တို့ကလည်းဗမောင်မြို့အနီးပတ်ဝန်းကျင်အထိထိုးစစ်ဆင်ရောက်ရှိနေကြပြီးဖြစ်၍စစ်ရေးတင်းမာလျက်ရှိပြီးထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။ အလားတူရန်ရမျိုးသားတက်မတော် SNE ထံသို့23ရက်နေ့ဆဲလောင်2025ရက်နေ့ကလက်နက်ခဲယံပြေဆုံးဖြင့် PDF 3ဦးအလင်းဝင်ရောက်လာခဲ့ပြီး၎င်းတို့ကဲ့သို့ SNE တက်ရင်တက်ဖွဲ့များနဲ့ဆက်တွဲကအလင်းဝင်ရောက်သူများလည်းရှိတယ်လို့သိရပါတယ်။